Hello everyone အားလုံးပဲမင်္ဂလာပါချမ်းရဲ့ YouTube video လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချမ်းက Don't chase attract အနောက်ကနေပြေးမလိုက်နဲ့ attract ဆွဲယူပါဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကိုလိုချင်တာတွေကိုဘယ်တော့မှအနောက်ကနေပြေးမလိုက်နဲ့ပတ်သက်အနောက်ကိုဘယ်တော့မှပြေးမလိုက်နဲ့ချစ်သူရီးစားနောက်ကိုဘယ်တော့မှပြေးမလိုက်နဲ့ပြီးတော့ကိုလိုချင်တဲ့ဘဝကြီးမဲချက်တွေအနောက်ကိုလည်းဘယ်တော့မှပြေးမလိုက်နဲ့ attract ဆွဲယူပါဆိုပြီးတော့မှဒီနေ့ပြောပြချင်တာပဲဖြစ်ပါတယ်။ချဲအခုဖတ်ပြနေတဲ့စာအုပ်ကလေးကတော့ဆ iam မွန်ဟော်စီရဲ့ You are your universe ဆိုတဲ့စာအုပ်ကိုဒါဖတ်ပြနေတာပဲဖြစ်ပါတယ်။ဒါကတော့စိတ်ပိုင်းဆိုင်ရာစာအုပ်ဖြစ်ပြီးတော့မှကိုလိုချင်တဲ့အရာတွေဘဝမှာအေးချမ်းပျော်ရွှင်ခြင်းပြီးတော့ကိုဘဝမှာဖြစ်ချင်တဲ့အာ dreams တွေ goals တွေကိုဘလို့ရယူမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရေးထားတာပေါ့နော်။အဲ့ဒီနေရာမှာဒီနေ့ topic လေးကတော့ don't attract အာ don't chase ပြီးမလိုက်နဲ့ attract ဆွဲယူပါ။အဲ့တော့ ဘဝကိုရလာတာကပင်မဆင်းရင်မှုဒုက္ခသစ္စာလို့ဖះကဟောထားပါတယ်ဒီခေတ်မှာ လူတွေကလည်းစိတ်ရောလူရောဒါပင်မနေကြတယ်ဒါအမှန်တကယ်ပဲလူကျင်နာတွေကလည်းများလာတာကြောင့်ဖြစ်မယ်တိတ်လူတယောက်ဟာတကယ်တမ်းလစဉ်ကိုရရနေတဲ့ဝင်ငွေကလေးနဲ့စားဖို့လောက်တယ်လို့ပဲတွေးရမယ်အလုတ်လောက်ရမယ်ဆိုရင်ဒီလောက်ပင်မမှာမဟုတ်ပါဘူးဒါပေမဲ့ကျမတို့ကနေဖို့လည်းတွေးရသေးတယ် တေဖို့လည်းတွေးရတယ်မိဘအတွက်လည်းတွေးရတယ်သားသမီးအတွက်လည်းတွေးရတယ်သုံးဖို့အတွက်လည်းတွေးရတယ်ရှင်ပြိုင်ကြွားဝဖို့အတွက်လည်းတွေးရတယ်ဆိုတဲ့လောက်ကတော့ရားတလောက်လည်းမလောက်ရှားတလောက်လည်းလက်ထဲအထားမခံတာမျိုးဖြစ်နေတကြပါတယ်ဒါကြောင့်ကိုဘွားပြေဆုံးရေးကိုဘွားဆန္ဒပြေဝါရေးအတွက်တဲ့ကျမတို့ဟာတဲ့အာလိုချင်တဲ့အရာတွေကို လိုက်နေမိတတ်ကြပါတယ်တဲ့နော်ကိုလိုချင်တဲ့အရာတွေကိုအမြဲတမ်းလိုက်ရှာတယ်နောက်ကနေပြေးလိုက်တယ်ရှာဖွေကြတယ်အဲ့လိုမျိုးလုပ်ကြတယ်အဲ့တော့ဒီလိုနောက်ကနေလိုက်လာတာအောင်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ chase လုပ်တယ်လို့ခေါ်ပါတယ်တဲ့ chase ဆိုတာပြေးအဲ့လိုမျိုးလိုက်နေတာပေါ့နော် chase လုပ်တယ်အနောက်ကနေမမောတိုင်းမပန်းတိုင်းလိုက်နေကြတာပဲပြီးတော့အဲ့လိုမျိုးလိုင်းရင်းလိုင်းနဲ့ပဲနောက်ဆုံးမှာ တည်တဲ့တည်သွားကြရတာပါပဲပေါ့ချစ်ချင်းမြတ်တာနောက်ကိုလိုက်တယ်ငွေကြီးဥစ္စာနောက်ကိုလိုက်တယ်ကြော်ကြောင်းမှုနောက်ကိုလိုက်တယ်အောင်မြင်မှုနောက်ကိုလိုက်တယ်မိစွေအပေါင်းအသင်းခန္ဓာမှာဝင်ဆက်မှုအရာရာတိုင်းကိုလိုက်နေတာပဲတကယ်တော့ကောင်းတဲ့အရာတွေကိုရဖို့ဆိုလို့ရှိရင်အနောက်ကနေမလိုက်ဘဲနဲ့ကိုယ်စီရောက်အောင် attract ဆွဲယူရမှာပဲဖြစ်ပါတယ်ဒီလိုဆွဲငင်ယူတာကအင်္ဂလိပ်လိုဆိုလို့ရှိရင် attract လို့ခေါ်ပါတယ်တဲ့အဲ့တော့ဒီနေရာမှာ universe ရဲ့ law of attraction ဆွဲငင်ခြင်းနေရာမှာကိုသဘောပေါက်ဖို့လိုအပ်ပါတယ် universe လို့စတာနဲ့ energy အကြောင်းတွေပြောတော့မယ်ဆိုတာထက်ဒီ yuba beta fixie ရဲ့သဘောတရားဏိယမရီကိုလည်းနားလည်းလက်ခံနိုင်တယ်ဆိုလို့ရှိရင် lot of attraction ကိုလည်းလက်ခံလာမှာပါဒီစိတ်ပိုင်းဆိုင်ရာတွေကအကုန်လုံးနဲ့ဆက်ဆက်နေတယ်ပေါ့နော်ဒီ physics သဘောတရားအဲ့တော့အမလီဒီ physics သဘောတရားတွေနဲ့လည်းဆက်ဆက်နေပါတယ်အဲ့တော့ လောကကြီးမှာရှိနေတဲ့သက်ရှိသက်မဲ့အရာရာနဲ့အတွေးတွေစိတ်ခံစားမှုတွေကအစအရာရာ အချင်းချင်းစွဲငင်နေကြတာပဲဖြစ်ပါတယ်တဲ့သက်ရှိရောသက်မဲ့ရောအကုန်လုံးကအရာရာတစ်ခုနဲ့တစ်ခုစွဲငင်နေကြတာပါကဘာမြေကြီးမှာ gravity ဆိုတဲ့စွဲငင်အားရှိတဲ့အတွက်ကြောင့်ကျမတို့ဟာမြေပေါ်မှာရပ်နေနိုင်တာပဲဖြစ်ပါတယ် လူတွေတလိမ့်ဆန်တွေကျွေးငှက်တွေအချင်းချင်းဆွဲငင်ကြပြီးမျိုးပွားမှုတွေလုပ်ကြတဲ့အတွက်လူသားမျိုးနွယ်တွေတလိမ့်ဆန်တွေကျွေးငှက်ပင်လယ်သရဝမျိုးနွယ်တွေပေါက်ဖွာလာကြတာပဲဖြစ်ပါတယ်။ကိုခန္ဓာထဲမှာဆဲတွေအချင်းချင်းဆွဲငင်ပေါင်းစပ်ထားတဲ့အတွက်ရုပ်တရားကြီးဒီခန္ဓာကိုယ်ကြီးဖြစ်ပေါ်လာတယ်။လူတွေရဲ့ဝါဒနာအကြိုက်တွေအချင်းချင်းဆွဲငင်တဲ့အတွက်ကြောင့်အသင်းအဖွဲ့တွေပေါ်ပေါက်လာတယ်။အတွေးတွေကလည်းဆွဲငင်နေတယ် ကျမတို့ရဲ့အတွေးတွေတုံခါနှုံ frequency တူတဲ့လူအဖြစ်ပြက်တွေအခြေအနေတွေကကျမတို့ဘဝတွေကိုရောက်ရှိလာတယ်။အဲ့တော့လူတွေနဲ့တွေ့ဆုံနေဆိုတာဘယ်တော့မှအလဟသက်တွေ့ဆုံတာမဟုတ်ဘူး။အဲ့တော့ frequency တွေ vibration တွေတူညီလို့သာအဲ့ဒီလူတွေအချင်းချင်းတွေ့ဆုံနေပေါင်းဆက်လို့ရတယ်။အဲ့တော့ frequency တွေ vibration တွေ energy တွေမတူတဲ့လူတွေကြတော့ပေါင်းချင်တော့မှခဏလေးပဲနေလို့ရတယ်။အကြောင်းမျိုးမျိုးကြောင့်ခွဲခွာသွားရတယ်အဲ့ဒါလူတယောက်နဲ့တယောက် energy တွေမတူကြလို့ frequency တွေမတူကြလို့ပေါ့နော်အဲ့တော့ ဟာဆွဲငင်ခြင်းဤရမှာပါပဲ Lord of Attraction ရဲ့ဥပမာတွေကလည်းဒါဖြစ်ပါတယ်တဲ့အယူနီဘာစီရဲ့ဥပဒေသားနိယာမတွေထဲမှာ law of attraction ဆိုတာလူတိအများဆုံးဖြစ်ပါတယ်အဲ့တော့ဒီစိတ်ပိုင်းဆိုင်ရာတွေကိုပြောမယ်ဆိုလို့ရှိရင်ဒီ universe ရဲ့အကြောင်းကိုပြောလိုက်ပြီဆိုလို့ရှိရင် law of attraction ဆိုတာတော်တော်များများနံပါတ်1အနေနဲ့တည်တယ်ပေါ့နော်အဲ့တော့ဒီနိယာမကိုကောင်းစွာအသုံးချနိုင်တယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဘဝတွေအတွေးတွေကနေတစ်ဆင့်ပြောင်းလဲနိုင်တယ်လို့စွန့်စွန့်ရင်ပညာရှင်တွေကယုံကြည်မှုရှိကြပါတယ်တဲ့ ဲ့တော့အဲ့ဒီ lot of attraction ကိုသာကောင်းကောင်းအသုံးချနိုင်မယ်ဆိုလို့ရှိရင်အာကိုယ့်ရဲ့ဘဝကအတွေးတွေကနေတစ်ဆင့်အရင်ဆုံးပြောင်းလဲနိုင်တယ်လို့ဒါဆိုချင်တာ what you feel you attract လို့ဆိုတဲ့အတွက်ကြောင့်မလို့ကိုခံစားရတာတွေကိုကိုကစွဲငင်နေကိုခံစားရတဲ့အတိုင်းကိုဘဝတွေကိုရောက်ရှိလာကြတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုရချင်တဲ့အရာတွေအခြေအနေတွေကိုစီကိုရောက်လာအောင်ကိုလိုချင်တဲ့လူတွေကိုစီကိုရောက်လာအောင်စွဲယူဖို့အတွက်ကိုခံစားတွေးတောနေတဲ့လူ သွေးတော်မှုတွေကိုပြင်ဖို့လိုတယ်ဥပမာကိုကပျော်ရွှင်တဲ့ relationship တစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့ဒါပေမဲ့ကိုကအမြဲတမ်းသိလားမပျော်ရွှင်စရာတွေပဲတွေးတယ်လူတစ်ဖက်သားကိုအမြဲတမ်းမပျော်ရွှင်အောင်ပဲပြောတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဘယ်တော့မှပျော်ရွှင်စရာကောင်းတဲ့ relationship တခုကရောက်ရှိလာမှာမဟုတ်အဲ့ဒါရှင်းရှင်းလေးပဲပေါ့နော်အဲ့တော့ကိုကိုရိုင်းကအာအချစ်ခံနေတယ်ဆိုရင်ကိုကိုရိုင်းလည်းချစ်ပေးတတ်ဖို့လိုတယ်အချစ်ခံနေဆိုတာဘာလဲဆိုတော့တီးတီးအောင်လှုပ်ဖို့လိုတယ်ပြီးတော့ဟိုကိုကိုရိုင်းကလည်းကောင်းမွန်တဲ့ စကားတွေပြောဖို့လိုတယ်ပေါ့ပျော်ပျော်ရွှင်ရွှင်နေကျင်တယ်ဆိုလို့ရှိရင်အဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ကိုကအမြဲတမ်း toxic စကားတွေပြောပြီးတော့မှအမြဲတမ်းလူတစ်ပတ်သားကိုစိတ်ဒုက္ခပေးနေမယ်ဆိုရင်ကိုကလည်းဘယ်တော့မှကိုလိုချင်တဲ့ပျော်ရွှင်ချမ်းကောင်းတဲ့ relationship တစ်ခုဆိုတာရလာမှာမဟုတ်အဲ့တော့ကိုနဲ့ပဲအရင်ဆုံးစတယ်ပေါ့အရာရာတိုင်းကလေအဲ့တော့ အာ attract လုပ်မဲ့နေရာမှာဆွဲအဲ့လိုဆွဲယူရမဲ့နေရာမှာတဲ့ chase လုပ်နေကြတယ်နောက်ကပြေးလိုက်နေကြတော့တဲ့လူချင်တာတွေကရမလာပဲမလူချင်တာတွေကသာရလာတာများပါတယ်တဲ့လောဘဒေါသတွေပါနေမှာတော့သူနဲ့ကိုက်ညီတဲ့ energy တွေပဲကိုယ့်စီကိုရောက်လာမှာပေါ့တဲ့တေးကြအရာတစ်ခုကိုလောဘလောဘတကြီးနဲ့လူချင်နဲ့ဒေါသတွေနဲ့ဆက်ဆံနေဆိုလို့ရှိရင်အဲ့ဒီအရာတွေအတိုင်းစီးဆင်းသွားတဲ့ energy တွေအတိုင်းအဲ့လိုလူတွေအဲ့လိုခံစားချက်တွေရပဲကိုယ့်စီကိုအဲ့လိုဖြစ်ရတရားပဲပြန်ရောက်လာနိုင်မယ်တဲ့ ဲ့တော့ manifestation ရဲ့သဘောမှာလောဘဒေါသမောဟရှင်ပြိုင်မှုတွေမာမာနတွေပါနေတယ်ဆိုလို့ရှိရင်အလုံးမဖြစ်ဘူးလုံးဝအဲ့တော့ကျေးဇူးတရား gratitude ကိုမသိရင် manifestation လုံးဝမအောင်မြင်ဘူးအဲအဲ့လိုမျိုးပေါ့နော်အဓိကအခြေခံသဘောတရားတွေကိုနားလည်ထားရအဲ့ဒီလောဘတကြီးနဲ့ manifest လုပ်တယ်ငါအဲ့ရလောက်လိုချင်တယ်အဲ့ဒီအရာကိုလိုချင်တယ်လိုချင်တယ်လောဘတွေကြီးနေအဲ့ဒီအရာတွေဖြစ်မလာအဲ့တော့ကိုက100လောက်လိုချင်ပေမဲ့100လောက်နဲ့ရက်နေတာဟာ100နဲ့တန်နဲ့ စိတ်အစဉ်လိုင်း energetic frequency မျိုးမရှိဘူးအဲ့တော့ကိုကဟိုမှာတိမ့်တရာလိုချင်နေပဲထားလိုက်ကိုကလစဉ်ကို၁၀သိန်းလောက်ပဲဝင်နေတယ်ဆိုလို့ရှိရင် အသိန်းတရာလောက်ရမယ်ကိုရဲ့စိတ် energy လှိုင်းနေထွက်မလာသေးလို့ယုံကြည်မှုတွေဖြစ်မလာသေးလို့ယုံကြည်မှုတွေကို limit လုပ်ထားလို့အဲ့ဒီကြောင့်အသိန်းတရာမရတာကိုကိုယုံကြည်မှု limit ဖြစ်နေလို့အဲအဲ့လိုမျိုးရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့ energetic frequency ကအဲ့လိုမျိုးအသိန်းတရာလို့ခြင်းအသိန်းတရာနဲ့ညီတဲ့ကိုရဲ့စိတ်ခံစားချက်လှိုင်းနေထွက်ပေါ်လာမှာဖြစ်မယ်ယုံကြည်မှုတွေထွက်ပေါ်လာမှာဖြစ်မယ်အဲ့တော့ကျမရဲ့မိတ်ဆွေတယောက်ဆိုလို့ရှိရင်အရင်ကစီးပွားရေးလောက်တာတော်တော်အဆင်ပြေတယ်သူကပညာတက်ပြီးစိတ်နှလုံးနူးညံ့တဲ့လူတယောက်ဖြစ်တယ်ဒါပေမဲ့အလုံသဘောနဲ့ပတ်ဝန်းကျင်အရာအပြည့်တင်နေတာတွေ အာမကျေနပ်မှုတွေနဲ့သူလဲစိတ်ကျဲလူကျန်းဖြစ်လာပြီးတော့အကြည့်တက်ကလေးပျောက်သွားတာကိုသတိထားမိလာတယ်အဲ့တော့အလုပ်သဘောတရားအရာသူလဲတဖြည်းဖြည်းနဲ့လူချင်းဖြစ်လာတယ်ပေါ့စိတ်တွေတိုးပြီးတော့အဲ့လိုအလုပ်ထဲမှာအခြေအနေတွေအရာပေါ့အဲ့တော့လိုချင်တာတွေနောက်ကိုအပူတွေနဲ့လိုက်နေတော့အဆင်မပြေတာတွေဖြစ်လာတယ်အဲ့တော့လိုချင်တာတွေမှာအပူတွေများလာရင်မဖြစ်အဲ့ဒီလိုချင်တဲ့အရာတွေဖြစ်ဖြစ်မမြောက်ဘူးပြီးတော့အဆင်မပြေမှုတွေပဲများလာမယ် အာပိုင်လွန်ဆရာတော်ကြီးမကြာခဏမင်းနဲ့တတိကိန်းနဲ့ဆိုတာအင်မတန်ကြောက်စရာကောင်းပါတယ်တဲ့တချို့လူတွေဟာတန်တရာတစ်ချောင်းလုံးဒီလိုအကျင့်တွေလုံရင်းနဲ့တတိကိန်းသွားတာမျိုးရှိအဲ့တော့အဆင်မပြေဘူးလို့ဟိုးငငယ်လေးတွေကတောက်ချောင်းကြီးလာတက်တဲ့လူကလေသူကတက်ချောင်းမှာအဆင်ပြေလဲခဏအလုံးဝအဆင်မပြေဘူးအဲ့ဒါလက်တွေကိုတွေချမ်းမြေမှုတယ်အများရန်ဒုက္ခပါပဲဆိုတဲ့စကားကိုတတယ်အဆင်မပြေလိုက်တာဆိုပြီးအများရန်ပြောတယ်အဲ့ဒီအဆင်မပြေလိုက်တဲ့သူ့ရဲ့စိတ်ခံစားချက်တိုင်း energy တွေ flow တွေစီးဆင်းသွားတဲ့အခါမှာသူကအများရန်အဆင်မပြေဖြစ်နေအဆင်ပြေရင်တော့ခဏလေး ပဲပြီးအဆင်မပြေပဲပြန်ပြန်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါတတိကိန်းနဲ့အဆင်မပြေမှုတွေကိန်းအောင်သွားတာဒီလိုတဲ့လိုပုံကုန်မျိုးပဲကြည်ပါတဲ့ဒါကြောင့်ねနှလုံးသွင်းမှုမှန်တယ်လို့ရယ်ဆိုတာအရေးကြီးတယ်အဲ့တော့ကိုစိတ်ဘလို့ထားမလဲနှလုံးသွင်းတယ်ဆိုတာစိတ်ထားတာကိုပြောတာပေါ့နော်အဲ့လိုစိတ်ဘလို့ထားမလဲဆိုတာကိုအရေးကြီးရယ်ပေါ့နော်အခုတွင်းနေတဲ့အတွေးစားတွေဟာအနာဂတ်မျိုးစေ့တွေပဲအခုလက်ရှိတွင်းနေတာအနာဂတ်မှာဖြစ်ပေါ်လာမယ့်အရာတွေပဲဒါကြောင့်မို့လို့မပျော်ရွှင်တဲ့ relationship အကြောင်းတွေမတွင်းနဲ့ အာကိုဒုက္ခရောက်စေတဲ့ပုံရိပ်တွေကိုမမြင်အောင်နဲ့ကိုမပျော်ရွှင်ဘူးဆိုတဲ့ပုံရိပ်တွေကိုမမြင်အောင်နဲ့အဲ့လိုအတွေးမကောင်းတာတွေလုံးဝမတွေးနဲ့ပေါ့နော် negative အတွေးတွေလုံးဝမတွေးနဲ့အဲ့ဒါအနာဂတ်မှာတကယ်သေးကြဖို့ဖြစ်လာမယ့်မျိုးစေ့တွေပဲတဲ့အခုစိုက်တဲ့မျိုးစေ့လေးဟာအချိန်တန်ရင်တော့အပင်ပေါက်လာမှသေးကြတယ်အဲ့ဒါကြောင့်မို့အခုတည်းကမကောင်းတာတွေတွေးလို့မရဘူးပေါ့နော်အချိန်တိုင်းမှာကိုဟာဘလို့အရာတွေကိုတွေးမိနေလဲဘလို့အရာတွေကိုလုံနေလဲ ဘလို့အရာတွေကိုနောက်ကနေပြေးလိုက်နေမိလဲဘလို့စကားတွေကိုပြောနေမိလဲကိုကနောက်ကနေပြေးလိုက်နေမိနေတာလားကိုကဆွဲယူနေတာလားဆိုတာကိုကိုကိုယ်တိုင်သဘောပေါက်ဖို့လိုအပ်ပါတယ်ပြေးလိုက်ကိုကနောက်ကနေလိုက်လေသူတို့တွေကပြေးလေပဲအဲအဲ့ဒီသဘောတရားရှိတယ်ပေါ့ universe မှာကခဏခဏလှုပ်တယ်ချိန်ဖန်များစွာလှုပ်တယ်တစ်ချိန်လုံးအဲ့ဒီအရာတွေကိုလှုပ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအကျင့်တွေကဆွဲသွားတတ်တယ်တဲ့ဒါကိုတတ်တည်ကိန်းတယ်လို့ခေါ်တာပါတဲ့ energy တွေစု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 ပြီးတော့မှ energy တွေစုပြီးတော့မှအဲ့ဒီ energy တွေကိန်းသွားပြီဆိုလို့ရှိရင်အဲ့ဒီဟာကြီးကအကျင့်ဖြစ်သွားပြီးအဲ့ဒီအကျင့်တွေကလူရဲ့ဘဝကိုအဲ့ဒီပုံစံအတိုင်းကို ဖြစ်ပေါ်သွားစေတာပေါ့နော်။တန်တရားတစ်ချောင်းလုံးကောင်းတာနဲ့မကောင်းတာမှာမကောင်းတာတွေရဲ့ဂုံသတ္တိ energy တွေကကျမတို့စီမှာချိန်ဖန်များစွာကိန်းဝင်ခုအောင်လာနေခဲ့တာဖြစ်တယ်။ဟုတ်တယ်။တေးကြောက်တွေးလိုက်မကောင်းတာတွေကတွေးဖို့လွယ်တယ်မကောင်းတာတွေကဖြစ်ဖို့လွယ်တယ်ဖြည့်စည်းဖို့ကခဏလေးပဲအရာရာတိုင်းอ่ะဒါကြောင့်မို့မကောင်းတာဆိုဖြစ်ဖို့အရန်လွယ်တယ် ငငယ်တော့နေကလည်း brain wash လုပ်ခံနိုင်ရတာတွေမကောင်းတဲ့အတွေးတွေအာယုံကြည်မှုရိုက်ချိုးထားတာတွေအများကြီးရှိတယ်ငငယ်တည်းကပေါ့နော်ဒါကြောင့်မို့လို့အဲ့ဒီဟာတွေကို reprogram ပြန်လုပ်ဖို့လိုတယ် limiting beliefs လောက်ထားစရာမလိုဘူးယုံကြည်မှုတွေကအကန့်အသတ်မဲ့ကိုယုံကြည်ယုံကြည်သလောက်အဲ့ဒီအရာတွေကဖြစ်ပေါ်လာတယ်ဒါကြောင့်မို့လို့တိမ့်တရာလိုချင်တိမ့်တရာနဲ့အာတိမ့်တရာနဲ့ရှိတဲ့ energy ယုံကြည်မှုကိုထားနိုင်ရကိုယ့်ကိုယုံကြည်ရမယ် အဲ့လိုမျိုးပေါ့နော်ဆက်အာ10သိန်းဆိုရင်10သိန်းသိန်း100ဆိုရင်သိန်း100 1000ဆိုရင်သိန်း1000ပေါ့အဲ့လိုမျိုးသူနဲ့တူညီတဲ့ energy အာ beliefs တွေကို limit မလုပ်ထားရဘူးပေါ့နော်အဲ့တော့အဲ့ဒီနောက်ကနေလောဘဒေါသတွေပြေးလိုက်လာတဲ့အကျင့်လေးတွေစွဲနေတယ်လို့အဲ့ဒီလောဘဒေါသတွေက တက်တီကိန်းသွားပြီဆိုလို့ရှိရင်အဲ့ဒီလူကအမြဲတမ်းအဲ့လိုမျိုးပုံစံလောဘဒေါသရင်းနဲ့ပဲဖြစ်နေမယ်ဒါဆို manifestation နေဘယ်လောက်လုံးလုံးမအောင်မြင်ဘူးဒါကြောင့်မလို့ဒီဗီဒီယိုကိုကြည့်နေတဲ့လူက manifestation လုပ်နေရဆိုလို့ရှိရင်ကိုကလေအမြဲတမ်းလောဘကြီးတဲ့လူလားဒေါသကြီးနေတဲ့လူလားအထိကတော့ကွာရှင်းရှင်းလေး manifestation နေလုပ်တယ်ကိုလိုချင်တဲ့ຢာတွေကိုဆွဲငင်နိုင်တယ်ဒီ universe အကြောင်းလေ့လာနေတယ်ဆိုလို့ရှိရင်အရင်ဆုံးကိုကအေးတန်းအောင်နေတတ်မယ်ပျော်ရွှင်အောင်နေတတ်မယ်စိတ်ကလေးအေးနေအောင်ငြိမ်နေအောင်နေတတ်မယ်ဒါမှဒီຢာတွေကဖြစ်လာမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကအမြဲတမ်းသူများတွေကို light blame နဲ့အချိန်ပြည့်ပြီးလို့ရှိရင်အာ ဲ့လိုမျိုးပေါ့ပူလောင်နေရတယ်အမြဲတမ်းဘယ်သူနဲ့မဆိုလဲမတည့်ဘူးအမြဲတမ်းရန်လိုနေတယ်ဒေါသကြီးနေအဲ့လိုမျိုးဆို manifestation တွေလုပ်တာဘယ်တော့မှဖြစ်မလာဘူးအဲ့ဒါတွေကိုအရင်ပြင်ရမယ်ပေါ့နော်ဒါကြောင့်မလို့ချက်ချင်းဖြောက်ပြဖြစ်ဖို့မလွယ်ပေမဲ့အတွေးတွေကိုပြောင်းပြီးစွန့်ငင်တက်ဖို့ attract လုပ်တတ်ဖို့စူးစမ်းရမယ်ဒါစူးစမ်းပြီးတော့ပြင်ရင်တော့ရတယ် reprogram အုံနောက်ကိုပြန်ပြီး reprogramming ပြန်လုပ်ရင်တော့ရပါတယ်ကျမလည်းအမြဲစူးစမ်းနေတယ်ချမ်းလည်းအမြဲတမ်းစူးစမ်းနေချမ်းဒီလောက်ထိလုံနေတယ်ဒီစာတွေဖတ်နေရတော့မှတခါကျရင်ချမ်းကောင်းတဲ့မှာလည်း အဲ့လိုမျိုးမကောင်းတဲ့အတွေ့အကြုံတခါစကြိုက်ဝင်လာတယ်အဲသူမဟုတ်တခါလေယုံကြည်ချက်တွေကို limit လုံးလိုက်မိတယ်ပေါ့နော်အာကိုကအများကြီးဖြစ်ချင်ပေမဲ့တခါကြိုက်ရင်အဲ့လိုဖြစ်နိုင်မှာမလားဆိုပြောမှလဲကိုယ့်ကိုယ်ပြန်ပြီး limit လုံးလိုက်မိဒါမဲ့ချမ်းကျတော့တတိရှိတယ်အဲ့လိုအတွေ့အကြုံမကောင်းတဲ့အတွေ့အကြုံဝင်လာတာနဲ့တပြိုင်တည်းချမ်းရအာတတိနဲ့တေချာပြန်ကပ်ပြီးတော့မှအဲ့ဒါဆက်မတွေ့ဘူးဒါငါအဲ့လိုမျိုးမဟုတ်ဘူးငါကအဲကောင်းတဲ့လူငါကလုံနိုင်တယ်အဲအဲ့လိုမျိုးပေါ့နော်ကိုယ့်ကိုယ်ပြန်ပြီးပြောတယ်ပေါ့အဲအဲ့လိုမျိုးပေါ့အဲ့ဒါစူးစမ်းရမယ်အဲ့ဒီအကျင့်ကိုပါတော့စူးစမ်းရမယ် ကျမတို့အားလုံးဟာတဲ့ဘဝမှာကောင်းတဲ့ຢာတွေကိုအလိုရှိကြတာတွေကြီးပဲတဲ့နောက်ကနေပြေးလိုက်နေမယ်စားကိုယ့်စီရောက်လာအောင်သားအေးဓာတ်အကြည်ဓာတ်တွေနဲ့စွဲယူပါတဲ့ lot of attraction ကိုသိအောင်လုပ်ပါ attract ကိုခံစားရတဲ့အရာတွေအတိုင်းကိုယ့်စီကိုရောက်လာတယ်အဲ့ဒါကို lot of attraction universe ရဲ့ဥပဒေတ lot of attraction လို့ခေါ်တယ်ဒါကြောင့်မို့လို့ကိုဘလို့ခံစားနေရလဲဆိုတာအရေးကြီးတယ်စိတ်ဓာတ်ကြနေတာတွေကိုအမြဲတမ်းခံစားနေတဲ့လူတစ်ယောက်ကကြာလာလို့ရှိရင်လေ ဟိုစိတ်အားငယ်ပြီးတော့မှအမြဲတမ်းမဖြစ်နိုင်တော့ဘူးလို့တွေးလာလိုက်မယ်အဲ့အဲ့ဒါကြောင့်မို့လို့ကိုကအမြဲတမ်းစိတ်ထဲမှာပျော်ရွှင်နေဖို့လိုတယ်အေးချမ်းနေဖို့လိုတယ်ဒါမှသာကိုလိုချင်တဲ့အရာတွေကိုကိုက attract လုပ်နိုင်မှာဒါကြောင့်မို့လို့အာ don't chase attract ပြေးမလိုက်ပါနဲ့ attract လုပ်ပါအဲအဲ့လိုမျိုးပေါ့နော်ဆိုတော့နားလဲသွားမယ်လို့သဘောပေါက်အာနားလဲသွားမယ်လို့ချင်အထင်ပါတယ်သဘောပေါက်မယ်လို့လည်းချင်ပါတယ်ဆိုတော့ ဒီဗီဒီယိုကိုတပုတ်ထဲကိုကြည့်ပြီးတော့တိတ်ပြီးတော့နားမလည်သေးဘူးဆိုလို့ရှိရင်အရှိမပြောထားတဲ့ဒီ universe ရဲ့သဘောတရားတွေ lot of attraction ရဲ့သဘောတရားတွေဒီ energy ရဲ့သဘောတရားတွေ frequency ရဲ့သဘောတရားတွေကိုသိချနားထောင်လိုက်မယ်ဆိုရင်ပို့ပြီးတော့ဒါသဘောပေါက်သွားမယ်ပေါ့နော်ဆိုတော့အခုကြည့်လိုက်လို့လဲဒါဘာလို့ရမလဲခုခုကိုပြုတ်ပြုတ်ရင်ပြောင်းလဲရမယ်ဆိုတာအတိဝင်သွားမယ်လို့ချမ်းရယုံကြည်ပါတယ်ဒါကြောင့်မလို့ကြည့်ရှုပေးတယ်လဲချမ်းအများကြီးကျေးဇူးတင်ပါတယ်ဆိုတော့ချမ်းဒီလိုတစ်ဖက်တစ်လမ်းအနေပြီးတော့မှဒီအခုကြည့်နေတဲ့ဗီဒီယိုကြည့်နေတဲ့လူတွေရဲ့စိတ်ကိုပြောင်းလဲပေးနိုင်တယ်ဆိုလို့ရှိရင်ဒါချမ်းအကုသို့ရတယ် ယ်အဲ့ဒီတော့အများကြီးလဲဝမ်းသာရတယ်ဆိုတော့ချမ်းလဲစာဖတ်တယ်ဖတ်ပြီးတော့လည်းပြင်မြဝေတယ်အဲအဲ့ဒီတော့ချမ်းကအများကြီးဒီလိုလုပ်ခွင့်ရတဲ့အတွက်အများကြီးလဲပျော်မိပါတယ်ပေါ့နော်အဲကျေးဇူးလက်တင်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာတွေ့ကြပါမယ် see you on my next vlog ပါအာဒီလိုဗီဒီယိုလေးတွေကိုအမြဲတမ်းကြည့်ဖို့မမေ့ပါနဲ့ဆိုတော့ကို့ဘွားမှာဒီစိတ်ချမ်းသာဖို့ပျော်ရွှင်ဖို့လောက်ဘာမှအရေးမကြီးဘူးအဲ့ဒါအတွက်တည်တင်တည်ထိုက်တာတွေအကုန်လုံးချမ်းအမြဲမြှောက်ဝေပြီးမှဖြစ်တဲ့အကြောင်းမို့လို့အာနောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြပါမယ်ဆိုတော့ uh thank you for watching my video and see you in my next vlog bye 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 <laughs> okay bye bye